ဆန္ဒကလည်းတချို့ကစာဟုစာပြားကို စတိသဘောဖြင့်တင့်တော်သောပကံခွဲရောက်တို့ဖြင့်ကပ်ပါသည်ကပ်ပြီးနောက်တွင်လည်းစွန့်၍ပြန်မစားပါအပြည့်တိုင်စွန့်လို့လူတိုင်းချင်းသဘောဖြင့်တချို့ကတော့ယဟန်တပါစားနိုင်သည်ပမာဏတိုင်စံကတ်လူတိုင်းပါသည်ခဏကြာလင် ပြန်စွန့်၍စားပါသည်ထို့သောဆိုလင်စာကလူတိုင်းချင်းဖြစ်ပါသလားမြည်တို့လူတိုင်းချင်းကပို၍တင့်တော်ပါသည်ဗျာ အနည်းများအဓိကမဟုတ်ပဲလူတန်းစဉ်ထားသောစိတ်စေရနာကအဓိကလားဆိုတာသိချင်ပါလေ။မှတော့နည်းရများတာအဓိကမဟုတ်ဘူး။ဘယ်ဟာပဲဖြစ်ဖြစ်နည်းနည်းများများမြတ်စွာဘုရားကို ပူဇော်တယ်ဆိုတဲ့စိတ်နဲ့လှူတာတော့အကောင်းဆုံးပဲ။နော်။ပူဇော်တယ်ဆိုတဲ့စိတ်နဲ့လှူတာဟာကိုကိုစားတဲ့ထက်တလုံးတစုပ်ပဲ။ဘုရားဆုံးလောင်းတာကြီးပဲလေ။တစုံလောင်းတာ။ တစုံနောက်တဲ့လူလည်းအပြစ်ပြောစရာမလိုဘူးเนาะဖះတသပိတ်လို့အပြစ်ကတ်တဲ့လူလည်းရှိတာပဲတစုံနဲ့လောင်းတဲ့လူလည်းရှိတာပဲဆွမ်းခံနေဆိုရင်တစုံပဲလောင်းရမှာပဲလေအဲ့တော့ဆွမ်းတော့တင်တဲ့အခါမှာလည်းတစုံတင်တင်အပြစ်တင်တင်ကိုယ့်ရဲ့ရွယ်ချက်ကဟိုမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုပူဇော်တယ်မြတ်စွာဘုရားကိုယေရှုပြီးတော့လှူဒါန်းတာဆိုလို့ရှိရင်တော့နတ္ထိစိတ်တိပတ္တနာမိ အပကနာမဒက္ခိနာဆိုသူကစိတ်ကျဉ်းနူးပြီးတော့လုံလို့ရှိရင်ဒီဒါနဟာသိဖွဲ့တဲ့ဒါနလို့ပြောလို့မရဘူးတဲ့တိဋ္ဌံတေနိဗ္ဗုတေစာပိသမေစိတ်တေသမံပလံရသော်ဘုရားတတော်ထေရှားလှူရတာနဲ့ပြိဋိဘဆံသွားတဲ့ဘုရားလှူတာနဲ့စိတ်ထားခြင်းတူညီမယ်ဆိုရင် တူညီသောအကျိုးရတယ်လို့ဒီလိုခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ ဟိုကပ္ပယကြီးလိုတော့မလုံနဲ့ပေါ့နေတိုင်းဆုံးတော့တင်တယ်ဖရာရဲ့ဆုံးတော့ကြောကပ္ပယကြီးကစားနေကြအဲ့မှာဆုံးတော့တင်တဲ့အခါမှာသူကជីជីနေတဲ့အခါမှာသူနဲ့မတည့်တာပါသွားတဲ့အခါအဲ့ဒါငါနဲ့မတည့်ဘူးလို့ဆိုဆုံးတော့ကောက်နေတယ်လို့အဲ့ဒါငါနဲ့မတည့်ဘူးလို့နော်သူ့လူတာမှန်ပြီ သူကဘုရားဆွတော်ကြစားနေကြအောင်ဆိုအဲ့ဒါလို့တော့မလုံးနဲ့ပေါ့နော်